ာဆီယံဘုံသဘောတူညီချက်၅ရက်နဲ့အညီမြန်မာနိုင်ငံရဲ့အမှန်တကယ်ဒီမိုကရေစီလမ်းကြောင်းရှောင်လန်းမှုချုံ့ဝေ့စေဖို့အမေရိကန်နိုင်ငံကအာဆီယံဖွဲ့နဲ့အနီးကပ်ညှိနှိုင်းဆောင်ရွက်နေတယ်လို့အရှေ့အာရှနဲ့ပစိဖိတ်ရေးရာဘူရိုကအကြီးတန်းတာဝန်ရှိသူရှောင်အိုနေကပြောပါတယ်ဧပြီလ22ရက်ကကမ်ဘောဒီးယားနိုင်ငံစီရမ်မရီမြို့မှာကျင်းပတဲ့38ကြိမ်မြောက်အမေရိကန်အာဆီယံဆွေးနွေးပွဲမှာ သူကအခုလိုပြောကြားခဲ့တာပါ ပြည်သူတွေပေါ်အကြမ်းဖက်တာချက်ချင်းအဆုံးသတ်ဖို့မတရားထိန်းသိမ်းထားသူတွေကိုလွတ်ပေးဖို့နဲ့အကူအညီလိုအပ်သူတွေထံလူသားချင်းစာနာမှုအကူအညီအဟန်တာမရှိပေးအပ်ခွင့်ပြုဖို့၎င်းကမြန်မာစစ်ကောင်စီကိုတောင်းဆိုခဲ့ပါတယ်။တောင်တရုံပင်လယ်တွင်လူလက်စွာ ရေချောင်းမောင်းနှင်မှုဥပဒေနဲ့ညီပင်လယ်ပြင်အုံပြုခွင့်ပေးဖို့လိုအပ်တယ်လို့ရှောင်းအိုနေကဆိုပါတယ်။ မက်ရှလာ28ရဲ့မြင်းကလင်းထုတ်ခတ်မှုအပြီးမြန်မာနဲ့ထိုင်းမှာအသက်ဆုံးရှုံးနေရသူတွေအတွက်စိတ်မကောင်းဖြစ်ရတယ်လို့သူကပြောပါရယ်မြင်းကလင်းဘေးနွန်ပြန်လည်ထူထောင်ရေးကာလအတွင်းအမေရိကန်နိုင်ငံကလူသားချင်းစာနာမှုအကူအညီဆက်ပေးမယ်လို့၎င်းကဂရိပြုပြောပါရယ်တမရာဟောင်းမွန်ဂျေအင်ကိုအမိလိုက်စားမှုစွဲချက်တွေနဲ့စွဲချက်တင်ခဲ့တယ်လို့တောင်ကိုရီးယားအစိုးရရှေ့နေတွေကပြောပါရယ် မွန်ဂျေအင်ဟာ2018ခုနှစ်ကနေနှစ်နှစ်ခွဲကျော်ကာလအတွင်းလွှတ်တော်အမဟောင်းတဝူတီထောင်နဲ့လေးချောင်းကုမ္ပဏီထံကဒေါ်လာ3,400,000နဲ့ညီမျှတဲ့ဝမ်တန်း230ကျော်လက်ခံခဲ့တယ်လို့တန်ကိုရီးယားအစိုးရရှေ့နေတွေကဆိုပါတယ်မွန်ဂျေအင်ဟာလာစာဒေချောင်းကုမ္ပဏီမှာအမှုဆောင်တဦးဖြစ်ခန့်အပ်ခံထားရတဲ့သမီးဖြစ်သူရဲ့ခင်မွန်ဟောင်းအတွက်ငွေပေးချေတဲ့ပုံစံနဲ့လက်ငွေတွေကိုလက်ခံခဲ့တာလို့၎င်းကပြောပါတယ် နေချောင်းကုမ္ပဏီထူထောင်တဲ့လွတ်တော်အမတ်ဟောင်းကိုလည်းလက်စားမှုဆွဲချက်တွေနဲ့ဆွဲချက်တင်ခဲ့ပါတယ်။မွန်ဂျေအင်းသက်ထက်မှာလွတ်တော်အမတ်ဟောင်းကိုအစိုးရအေဂျင်စီတစ်ခုရဲ့အကြီးအကဲဖြစ်ခန့်ခဲ့တယ်လို့တောင်ကိုရီးယားအစိုးရရှေ့နေတွေကဆိုပါတယ်။မွန်ဂျေအင်အစိုးရဟာမြောက်ကိုရီးယားနဲ့ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းတွေတွန်းမြှင့်လှုပ်ဆောင်နေချိန်မှာစင်းလုံးငါးလင်းရင်ခီးစင်တွေငှားရမ်းစေခဲ့တယ်လို့တောင်ကိုရီးယားအစိုးရရှေ့နေတွေကပြောပါရယ် မွန်ချေအင်းရဲ့သမီးနဲ့ခင်မုန်းဟောင်းတို့ကိုဆွဲချက်မတင်ခဲ့ပေမဲ့ဆိုင်းငံ့တရားဆွဲဆိုမှုပြုလုပ်ခဲ့ပါတယ်။အရက်ဖက်အဖွဲ့တစ်ခုရဲ့တိုင်ကြားမှုကိုလက်ခံရရှိပြီးနောက်အစိုးရရှေ့နေတွေဟာ2021ခုနှစ်မှာစုံစမ်းစစ်ဆေးမှုတရက်ဖွင့်လှစ်ခဲ့ပါတယ်။ဘေးကုန်းမင်းမြတ်ရမှာပူအောင်ဆောင်ရွက်ဖို့မွန်ချေအင်းကညှင်းဆန်ခဲ့တယ်လို့၎င်းတို့ကပြောပါတယ်။မွန်ကျင်းအင်းရဲ့တမရတက်တန်းဟာ2022ခုနှစ်မှာကုန်ဆုံးခဲ့ပြီးအတိုင်းခံကိုရီးယားဒီမိုကရက်တစ်ပါတီထဲမှာ သူ့ကိုထောက်ခံသူတွေများစွာရှိနေပါသေးတယ်။တရုတ်တံမတ်ကိုဆင့်ခေါ်ပြီးယူကရိန်းကျူးကျော်စစ်မှာရုရှားကိုထောက်ခံနေတာတွေရပ်တန့်မှုတောင်းဆိုခဲ့တယ်လို့ယူကရိန်းနိုင်ငံသားရဲ့ဝန်ကြီးဌာနကပြောပါရယ်။ယူကရိန်းနိုင်ငံဆိုင်ရာတရုတ်တံမတ်မာရှန်ကွန်ဟာအင်္ဂါနေ့ကနိုင်ငံသားရဲ့ဝန်ကြီးဌာနကိုလာရောက်ပြီးဒုတိယနိုင်ငံသားရဲ့ဝန်ကြီးယေဖင်ဖန်ဘိုင်နီးစ်နဲ့တွေ့ဆုံခဲ့တယ်လို့သတင်းတွေကဖော်ပြပါရယ်။ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်မှာတရုတ်နိုင်ငံသားတွေပါဝင်မှုနဲ့ရုရှားနိုင်ငံရှိစစ်လက်နက်ထုတ်လုပ်ရေးမှာတရုတ်ကုမ္ပဏီတွေပါဝင်မှုနဲ့ပတ်သက်လို့အလွန်အမင်းစိုးရိမ်မိတယ်လို့ရေဖင်ကပြောကြားခဲ့တယ်လို့ယူကရိန်းနိုင်ငံသားဝန်ကြီးဌာနကပြောပါရယ်။အဲဒီလိုသတင်းတွေကယူကရိန်းနဲ့တရုတ်ကြားပူးပေါင်းဆောင်ရွက်မှုကိုထိခိုက်စေတယ်လို့၎င်းကဆိုပြီးရုရှားကျူးကျော်မှုကိုထောက်ခံနေတာရပ်တန့်ဘူးတရုတ်နိုင်ငံကိုတိုက်တွန်းခဲ့ပါရယ်။ ရုရှားနိုင်ငံရှိ drone ထုတ်လုပ်ရေးစက်ရုံတစ်ခုမှာတရုတ်နိုင်ငံသားတွေလုက ାଇ နေတဲ့သတင်းတွေသူရရှိထားတယ်လို့ယူကရိန်းသမ္မတဇလန်စကီကသတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောပါရယ်ရုရှားနိုင်ငံဟာတရုတ်စိုးရရဲ့ဆန္ဒမပါဘဲတရုတ်နိုင်ငံသားတွေထံက drone နည်းပညာတွေခိုးယူခဲ့ပွဲရှိတယ်လို့သူကဆိုပါရယ်တရုတ်ကရုရှားကိုဆီလက်နက်တွေထောက်ခံနေတဲ့သတင်းချက်လက်တွေရရှိထားတယ်လို့၎င်းကပြီးခဲ့တဲ့ပတ်မှာပြောကြားခဲ့ပါရယ် ယူကရိန်းတပ်ဖွဲ့ဟာအရှေ့ပိုင်းဒိုနက်စ်ဒေသမှာရုရှားကိုကူတိုက်ပေးနေတဲ့တရုတ်နိုင်ငံသားနှစ်ဦးကိုဖမ်းဆီးမိခဲ့တယ်လို့၎င်းကဧပြီလအစောပိုင်းမှာကြေညာခဲ့ပါတယ်။ပြည်ဆောင်မှုမှာအစိုးရအထောက်အထားတွေကိုတရုတ်တံမတ်ထံပေးအပ်ခဲ့တယ်လို့ယူကရိန်းနိုင်ငံသားဝန်ကြီးဌာနကပြောပါတယ်။ တရုတ်နိုင်ငံသား၏ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကောင်ကြာခန့်ကယူကရိန်းနိုင်ငံရဲ့ပြောဆိုချက်ကိုပယ်ချခဲ့ပြီးအခြေမြင့်မဲ့ဆိုးဆွဲချက်တွေနဲ့နိုင်ငံရေးချိုးခိုင်ချက်လက်မှုကိုစန့်ကျင်တယ်လို့ပြောပါရတယ်။